မင်္ဂလာပါခင်ဗျာအခုပြောပြပြီးတော့မှာကတော့ one expert ကနေ kb with bego အသုံးပြုပြီးတော့ငွေထုံးနည်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ one expert account ဖွင့်ပြီးတော့ငွေတွင်းစော်ကစား channel မိတ်ဆွေများကတော့ကျွန်တော်တို့ရဲ့ viber telegram phone number 39ကို0688443935ကိုဆက်သွယ်ပြီးတော့ one expert account ဖွင့်ငွေတွင်းချင်းလုပ်ငန်းစဉ်ကိုလာရောက်ပြုလုပ်လို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel မှာလည်း one expert account ဖွင့်နေ video ကိုတင်ထားပြီးလားဖြစ်လို့ channel မှာဝင်ရောက်လေ့လာပြီးတော့ promo code SM47 ကိုထည့်တွင်အသုံးပြုပြီးတော့အကောင့်ပွင့်စော်ကစားလို့ရပါတယ်ခင်ဗျာ Wallet ဘက်ကနေငွေထုတ်မယ်ဆိုရင်အရင်ဆုံးကိုယ့်ရဲ့ချက်လက် personal profile ဖြည့်ထားဖို့လိုအပ်ပါတယ်ခင်ဗျာဒီတော့ကျွန်တော်တို့ကိုယ့်ရဲ့ချက်လက်ဖြည့်နေဖို့အရင်ဆုံးလေ့လာဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ချက်လက်ဖြည့်ဖို့အတွက် menu ကိုနေပေးပါခင်ဗျာ အပေါ်ဆုံးက personal profile ဆိုတာလေးကိုနှိပ်ပေးပါ enter details ကိုနှိပ်ပါခင်ဗျာကျွန်တော်ကတော့ဒီမှာနမူနာအချက်လက်တွေကိုဖြည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်အမှန်ကိုဖြည့်ပေးပါခင်ဗျာဒါမှ one step မှာလွယ်တကူငွေထုတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာစာနေဆိုတာကတော့မိတ်ဆွေတို့ရဲ့အလယ်နာမည်ကိုထည့်ပေးပါခင်ဗျာ first name ကတော့မိတ်ဆွေရဲ့ပထမအမည်ကိုထည့်ပေးပါ patron name ကိုစကားပေးနေ if any လို့ပါပါတယ်ရှီလင်လို့ပြောတာပါမထည့်လည်းရပါတယ်ခင်ဗျာအမိတ်ဆွေရဲ့နောက်ဆုံးနာမည်ကိုထည့်ခိုင်းတာပါကျွန်တော်ကတော့နမူနာထည့်ပြပါမယ်ဒေးအော့ဖ်ဘတ်ကတော့မွေးဖွားတဲ့ရက်စွဲကိုထည့်ပြရမှာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ကတော့2000ခုနှစ်ကိုနမူနာထည့်ပေးလိုက်ပါမယ်ခင်ဗျာ place of birth ကတော့မွေးဖားတဲ့နေရာဖြစ်ပါတယ်ကျွန်တော်ကတော့ရန်ကုန်ကိုနမူနာဖြည့်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော် region ကတော့တိုင်းနယ်ပြည်နယ်ကိုရွေးခိုင်းတာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ကတော့ရန်ကုန်ကိုနမူနာရေးပြပါမယ်။စီတီကတော့မြို့ကိုထည့်ပြရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ရန်ကုန်မှာနမူနာထည့်ပြလိုက်ပါတယ်။ residence address ကတော့လက်ရှိနေထိုင်တဲ့လိပ်စာဖြစ်ပါတယ်။ကျွန်တော်တို့ documentize ဆိုတာကတော့အဲ documentize လေးကိုနေပြီးပါခင်ဗျာကျွန်တော်တို့ကမှတ်ပုံနေနံပါတ်ထဲမှာဖြစ်တဲ့အတွက် National Registration Card NRC ကိုပြေးပြပါခင်ဗျာအလဲတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ series ကိုစကားပေးနေ if have လို့ပါပါခင်ဗျာဒါကတော့ရှီလင်လို့ပြောတာပါမထည့်လိုက်ရပါတယ်ထည့်ပြင်ပို့ပြီးတော့ပြေးဆောင်ပါတယ် မထည့်ပြရမလဲဆိုတော့ကျွန်တော်တို့မှတ်ပုံတင်ရပါတယ်မြို့အမည်အတူောက်ကိုထည့်ပြရမှာဖြစ်ပါတယ်ဥပမာအမ်မြောက်တကုံဆိုရင်မာတာကတောင်တကုံဆိုရင်တာတာကအစားတဲ့အတူောက်ကိုထည့်ပြရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီမှာမာတာကအတူောက်ကိုထည့်ပြပါမယ်ခင်ဗျာ ကျွန်တော်တို့အရေးကြီးဆုံးအပိုင်းလာပါပြီ document number ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့မပုံတင်နံပါတ်ကိုမှန်အောင်ဖြည့်ပေးဖို့လိုအပ်ပါခင်ဗျာမပုံတင်နံပါတ်ကမှားသွားလို့ရှိရင်ငွေထုတ်တဲ့ညမှာအခက်အခဲရှိနိုင်လို့မိတ်ဆွေတို့ရဲ့မပုံတင်ကဏ္ဍကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်ကတော့နမူတာအဖြည့်ပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့မပုံတင်နံပါတ်ကိုမှန်အောင်ထည့်ပြီးတော့ရင်တော့အောက်က take a issue ဆိုတာကတော့အမက်ပုံတင်ထုတ်ပေးတဲ့ရက်စွဲဖြစ်ပါလိမ့်မယ်။အတိအကျသိစရာမလိုပေမဲ့အနည်းဆုံး3လနဲ့တော့ခွာထားပေးပါခင်ဗျာ။ကျွန်တော်က2020ကိုနမူနာရွေးပေးလိုက်ပါတယ်။ issue ဘိုင်းကတော့ထုတ်ပေးတဲ့နေရာပေါ့နော်။ကျွန်တော်ကဘာမှမပိုင်မြန်မာလို့ထည့်ပေးပါခင်ဗျာ။ government ဘိုင်းမြန်မာလို့ထည့်ပေးသွားရင်တော့ကျွန်တော်တို့ရဲ့အချက်လက်တွေကိုတင်ချမ်းသွားပြန်လည်စစ်ဆေးပေးပါခင်ဗျာအားလုံးမန်ကန်ကြောင့်စစ်ဆေးပြီးတော့အောက်က safe ကိုနေလိုက်တာနဲ့ကိုယ့်ရဲ့အချက်လက်ဖြည့်တာအောင်မြင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နမူနာပြတာဖြစ်တဲ့အတွက်အနောက်ကိုပြန်ထွက်လိုက်ပါမယ်ကျွန်တော်တို့ကိုယ့်ရဲ့အချက်လက်ဖြည့်ပြီးတော့ဆိုတော့ငွေထုတ်တဲ့လုပ်ငန်းစဉ်ကိုတော်လို့ရပါပြီကျွန်တော်မီနူးကိုနေပေးပါ အပေါ်တောင်းကစတင်အလုံးလေးကိုနှိပ်ပြပါခင်ဗျာမွေးထုံးမှာဖြစ်တဲ့အတွက် withdraw ကိုရွေးပါကျွန်တော်တို့ KB နဲ့ငွေထုံးတွေကိုကြည့်အောင်ခင်ဗျာ KB ကိုနှိပ်ပြပါကျွန်တော်ကဒီမှာနမူနာပုံစံဖြည့်ပြအောင်မယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်အလက်အမှန်ကိုထည့်ပြပါခင်ဗျာ ဓမ္မမိတ်ဆိုတဲ့ account ထဲကိုငွေရောက်မှဖြစ်ပါတယ်အရေးကြီးပါတယ်ခင်ဗျာအပေါ်တော့မှငွေထုံးမဲ့ပမာဏကိုထည့်ပေးပါခင်ဗျာတင် KB ဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိတ်ဆိုရဲ့ KB ဖုန်းနံပါတ်ကိုမှတ်ကန်သွားထည့်ပေးပါခင်ဗျာကျွန်တော်ကတော့နမူနာဖုန်းနံပါတ်ကိုထည့်ပြပါမယ်ကျင်းကြီးကိဘေးကောင်းကိုင်ဆောင်သူမြည်ဆိုနေမှာမိတ်ဆွေရဲ့ခေပေးအမြည်ကိုထည့်ပေးပါခင်ဗျာ ဒါကတော့နမူနာနမည်လားဖြစ်ပါလေခင်ဗျာကျွန်တော်ငွေတွင်ငွေထုံးမဲ့ပမာဏ KB ဖုန်းနံပါတ် KBM ကိုဖြည့်ပြီးသွားရင်တော့ကျွန်တော် confirm ကိုနည်းလိုက်ပါခင်ဗျာအဖုန်းနံပါတ်မချိတ်ထားလို့ဆိုရင်တော့ approve ဖြစ်ပြီးတော့ငွေထုတ်တာအောင်မြင်တော့မှာဖြစ်ပါတယ်ဖုန်းနံပါတ်ချိတ်ထားရင်တော့ SMS code ကြာလာပါလိမ့်မယ် SMS code ကိုထည့်ပြီးတော့ confirm ကိုထပ်လိုက်ပေးလိုက်ပါခင်ဗျာဒါဆိုရင်ငွေထုတ်တာအောင်မြင်တော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဝင်းနေ ငွေထောင်မျိုးကြည့်အောင်ဝယ်ကိုနေပြပါခင်ဗျာကျွန်တော်ပေါ်တော့မှာငွေထောင်မဲ့ပမာဏကိုထည့်ပေးပါခင်ဗျာမိတ်ဆွေတို့တော့မိတ်ဆွေတို့ရဲ့အချက်လက်ကိုဖြည့်ပေးဖို့ပြောချင်ပါတယ်တင်ဝယ်ပေးဖုန်းနံပါတ်ဆိုနေမှာမိတ်ဆွေတွေဝယ်ပေးဖုန်းနံပါတ်ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာ တင်ရွေးဝေးပြီးအကောင့်ကန်ဆောင်တို့အမည်ဆိုရင်မမိတ်ဆွေလေးဝေးအကောင့်အမည်ကိုထည့်ပေးပါခင်ဗျာကျွန်တော်တို့ငွေထောက်မဲ့ပမာဏဝေးဖုန်းနံပါတ်ဝေးအမည်ကိုထည့်ပြီးတော့ရင်တော့ confirm ကိုနည်းလိုက်ပါခင်ဗျာအခါနာပြောခဲ့လို့ပဲဖုန်းနံပါတ်မချိတ်ချနိုင်တော့ approve ဖြစ်ပြီးတော့ငွေထုတ်တဲ့လုပ်ငန်းစဉ်အောင်မြင်လို့မှဖြစ်ပါတယ်အဲဒီတော့ဖုန်းနံပါတ်ချိတ်ထားရင်တော့ sync ကိုကြာလာပါလိမ့်မယ် sync ကိုရိုက်ထည့်ပြီးတော့ကျွန်တော်တို့ confirm ကိုထည့်နိုင်ပြီပါခင်ဗျာဒါဆိုရင် ခေပေးဝတ်ပေးနဲ့ငွေထုတ်တာအောင်မြင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာအကယ်လို့ဒီဗီဒီယိုကမိတ်ဆွေတို့အတောင်းဝင်နေဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel လေးကို subscribe လုပ်ပြီးတော့ကြာပါအောင်ခင်ဗျာနောက်ထပ်လည်း one is better တဲ့ဗီဒီယိုတွေအများကြီးကိုထပ်ပြီးတော့တင်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်